မြင်လာပါတချို့တော့ဒီနေ့တော့ A7 ထဲမှာ shortcut key ကို အသုံးပြုပြီးတော့အလွယ်တကူသုံးလို့ရမယ့်နီလန်ငါမျိုးကိုမျှော်ပေးပေးသားမှာပဲဖြစ်ပါတယ်ရှင်အဲ့ဒီနီလန်ငါမျိုးကဘာတွေလဲဆိုတော့ဒီ order နဲ့ f1 ဝင်တဲ့အခါမှာအလွယ်ကူဆုံးမဲ့ insert shed a d insert shed ပေါ့နော် a z တော့ဟာ shed တွေကိုအလွယ်တကူထည့်လို့ရမှာပဲဖြစ်ပါတယ် f2 ကတော့ sit s ဖြစ်ပါတယ် order နဲ့ f4 ကိုနှိပ်မယ်ဆိုရင်တော့ a z ကိုပိတ်တဲ့ create 8ဆဲဖြစ်ပါတယ်ရှင် order နဲ့ fx ဆိုနေမယ်ဆိုလို့ရှိရင်တော့ marco list ဆိုရဲ marco စီရင်ကိုကြာမှာပဲဖြစ်ပါတယ်နောက်တစ်ခုက order နဲ့ f11 ဆိုရင်တော့ vva editor ဒီ box ကို open close ပေါ့နော်ဒီလုံးလို့ရတဲ့ function လေးပဲဖြစ်ပါတယ်ဒါလေးကိုလက်တွေ့အစမ်းပြီးတော့အသုံးကြည့်ရအောင်ပါ ဒီအဆုံးဆက်လက်ကလေးပေးပါမယ်။ order နဲ့ F1 ကိုနှိပ်ပါမယ်။ဒါဆိုရင်ဒီမှာအလွယ်တကူပဲတချို့ shape ကျလာတာကိုတွေ့ရပါလိမ့်မယ်။နောက်တစ်ခုကတော့ order နဲ့တချို့ F2 ပဲဖြစ်ပါတယ်။ order နဲ့ F2 ကိုနှိပ်တဲ့အခါမှာတော့ဒီပုံမှာ save as ဆိုတဲ့ချက်ကို box လေးပေါ်လာတယ်။ location လေးချက်တို့ရွေးပြီးတော့ final လေးပြောင်းသေးလိုက်အောင်နဲ့ save as box ကိုတန်းပြီးတော့ကျလာမှာပဲဖြစ်ပါရဲ့ရှင်။နောက်တစ်ချက်ကတော့တချို့ဓာတ်ကြီးကိုပိတ်တော့မယ်ပေါ့နော်။ဥပမာဆက်ကအစ်စ်ခေါ်လိုက်မယ် control n ။ဒါတော့တချက်ကပိတ် မယ်ဆိုလို့ရှိရင် order နဲ့တချို့ F4 ဝင်နေတဲ့အခါမှာဒီ A0 file ကပိတ်သွားမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီကျလို့ဒီ x0 ဆော့ဝါပိတ်သွားတာပေါ့နော် order နဲ့ဒီကျလို့ f expansion key fx ကိုနှိပ်တယ်ဆိုရင်တော့ဒီမှာ macro ဆိုရဲ macro အတော့ပြုလို့ရမယ့်တချို့ကို box လေးကြလာမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ alternative F11 ပဲဖြစ်ပါတယ်။သူကတော့ VBA editor ကိုတချို့ခေါ်တာပေါ့နော်။အဲ့တော့ VBA editor မှာကျွန်တော်ကပြင်ဆင်ရရှိရင်ဒီမှာကိုယ်အောင်ကြိုင်နေတတ်တဲ့ function တွေကိုရွေးချယ်ပြီးတော့ရေးတာပဲဖြစ်ဖြစ်ပြင်တာပဲဖြစ်ဖြစ်ပြန်ပိတ်တော့မယ်ဆိုလို့ရှိရင်တော့ order နဲ့ F11 လေးကိုပြန်နေလိုက်တဲ့ဆိုရင်ရသွားပါလိမ့်မယ်။အဲ့တော့တချို့ဒီနေ့ order plus function key ၅မျိုးကိုမျှဝေပေးထားတာပဲဖြစ်ပါတယ်ရှင်။ အော်ဒါလေးပေါ့နော် order နဲ့ function key f1 f2 f4 f8 f11 ပဲဖြစ်ပါလေရှင်နောက်ရမှာလည်းကျွန်တော်အလွယ်ကူဆုံးသုံးလို့ရမယ် fatty shortcut function key လေးကိုချက်ပြီးတော့အများပဲပေးသွားမှာပဲဖြစ်ပါတယ်ဒီချိန်ကတော့ situ computer ဘွင့်ရဲ့ founder trainer ဒေါက်တာ jack ပဲဖြစ်ပါလေရှင်သိချင်တာရှိရင်အောက်နောက် comment လေးကိုမှန်ကဲပေးပါကျွန်တော် online class တက်မယ်ဆိုတော့ online class ၃မျိုးတက်လို့ရပါတယ်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။